မန္တလေးမြို့အပေါ်ဝင်စုံစုကြီးစိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေကအခြေခံစာတင်ကြောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာတော်လိုင်းအင်အားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေကစာတင်ကြောင်းတွေကိုတော့စုံစုကဆက်လက်ပုံကျဲနေတယ်လို့ဘုံကျဲခံရတဲ့တပိတ်ချင်းနယ်ခံအမျိုးသမီးတူကပြောပါတယ်။ဇွန်လတရက်မနက်၈နာရီဝန်းကျင်ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးမိုင်ကန္တာကျေးရွာစာတင်ကြောင်းကိုစုံစုကဂျက်ဖိုက်တာတိုက်လေရင်တစ်စီးနဲ့ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခိုက်ရမှာကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးသွားပါတယ်။ အဲ့ဒီစာတင်ကြောင်းမှာစပေးဆောင်ပြည်သူတွေခိုးလုံနေလေးရှိတဲ့ကြောင်းဖြစ်ပြီးဘုံချဲခံရချိန်မှာတော့ကံကောင်းထောက်မှစွာဆက်ဆောင်နေထိုင်သူမရှိရကြောင်းလူသူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံအမျိုးသမီးတူကပြောပါရယ်။တပိတ်ကျင်းနဲ့စာတင်ကြောင်းကိုဘုံချဲချိန်မနလေးမြို့အပေါ်ရင်စုပ်စုကြီးစိုးထိန်းချုပ်ထားတဲ့မြို့ရွာတွေမှာတော့စုပ်စုကကြောင်းတွေပြန်ဖွင့်နေပြီဖြစ်ပါရယ်။စုပ်စုကမေလ12ရက်ကလည်းစကိုင်းတိုင်းတပိတ်ရင်မြို့နယ်အိုးရိန်တွင်ရွာစာတင်ကြောင်းကို တိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရမှာចောင်းသားចောင်းသူကလေးတငယ်တွေနဲ့ဆရာဆရာမအပါဝင်24ဦးသေဆုံးကတရားကြောဒဏ်ရာရခဲ့ပါသေးတယ်။စေအိုစုကစာတင်ចောင်းတွေကိုပါပြစ်မှတ်ထားပြီးလေးចောင်းဘုံကျဲလက်နက်ချင်းနဲ့ထိုးတိုက်ခိုက်တက်ဖြတ်ရာပြုံမှုလှုပ်ဆောင်နေလို့တော်ရင်ရာစုတွေစူးမိုးနေမြေတွေမှာရှိတဲ့ဇာကလာပညာသင်ကြားရေးစာတင်ចောင်းတွေအလုံးမဖွင့်လည်ပဲယာယီပိတ်ထားချဖို့အမျိုးသားညွေရေးအစိုးရအယုံကြီးပညာရေးဝန်ကြီးဌာန MOE ကညွှန်ကြားချက်ထုတ်ပြန်ထားပါရယ်။